အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စုထိုင်ကလေကင်းမှာကြာနေတဲ့စာလီကိုတွားပြီးရောစာထောက်မှရဖြစ်ပါရဲ့ရှင်ခုကတော့လက်စီနေရာဖြစ်ပါတယ်ဒါတော့စုထိုင်တို့ရဲ့လဲနောင်မီမှာခြိထားတဲ့အင်းကနွားလေးနှစ်ကောင်ပဲဖြစ်ပါရဲ့ရှင်ကဲခုတော့လေကင်းကိုရောက်ပါပြီလေကင်းကိုရောက်ပြီဆိုတော့နွားလေးကိုလှည့်ပါမယ်လှည့်ပြီဆိုတာနဲ့နွားလေးကိုချစ်ပါတော့မယ် ီကတော့နွားရီနဲ့အလုပ်တွေရှုပ်နေပါတယ် ဒီများကဆိုရင်စုခိုင်တို့လေခင်းတွေကိုသွားတဲ့ရေမြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒီရေမြောင်းနေပြီးရောစုခိုင်တို့ရဲ့လေခင်းတွေကိုရေဆက်သွေးရတာဖြစ်ပါလိမ့်ရှင်ဝါအယံကိုလှပပြီးအေးချမ်းနေတဲ့ရာခင်းလေးပဲဖြစ်ပါလေဒီတော့ကိုလာပြီးဆိုရင်အမြဲတမ်းတာယာပြီးအေးချမ်းနေတဲ့လေခင်းလေးပါ နှက်ခင်းဆော့ဆော့စီစီလာရလှပပြီးအီးချမ်းလေးရဲ့လေခင်းလေးပေါ်မှာစာကောင်လေးတွေကအစာလာစားကြပါတယ်။အဲ့စာကောင်လေးတွေကိုစုခေါင်းညိုကလာချောက်တာပဲဖြစ်ပါလိမ့်ရှင်။မနက်ခင်းမှာညလေးတွေပေါ်မှာလည်းနှင်းလေးတွေကြာနေပါလေ။ကဲလုပ်ငန်းစားပါတော့မယ်။ တော်သဘာဝလေးတွေကိုကြင်ပြီးမှမို့စုခိုင်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်အားလုံးပဲ bye bye ပါအဆုံးထိကြည့်ပေးတဲ့ကျေးဇူးများအိတ်တမားရရှင်